ကျွန်တော်တို့ရှေ့ထွက်မှာပဲရတော့။ဘာဖြစ်လို့ရှေ့ထွက်တယ်လို့သုံးလုံးရတယ်လဲဆိုတော့ဒါကိုယ့်ရဲ့ကိုယ့်ရွာဖြစ်နေတယ်။ရေပြင်ခြေနေကိုဘာမှမသိပဲနဲ့ဘိုင်းပေါ်မှာရေးချင်တာရေးနေကြတာ။နားမရအောင်ကျွန်တော်တို့အားလုံးပြောပြမှာပဲရတော့မယ်။ကိုမင်းလည်းပြောတာဟုတ်တယ်ဗျာ။မကြခင်ရွေးကောက်ပွဲကလာတော့မှာ။အခြေအနေတစ်ခုပြောင်းလဲအောင်စူးစမ်းနေတဲ့လူတွေကို သူတို့ရဲ့ရန်သူဖြစ်နေတတ်မှတ်နေတာတော့မှားနေတယ်ကျွန်တော်တို့ကအဲ့ဒါကိုထောက်ပြပေးရမှာပြတာပြလို့ရတယ်ပေါ့ဒီနိုင်ငံလို့တိုင်းတန်နေကြတော့လွယ်ပါမလားအာယူဩမင်းရလေကွာအဲ့ဒါကတော့ကိုဒီတော့ကိုထိန်းရမှာပေါ့အဲ့လိုမှမလုပ်ဘူးဆိုရင်လေရွေးကောက်ပွဲနဲ့ပြည်သူကအလံဝေးသွားလိမ့်မယ်လေမဝေးပါဘူးပြည်သူကလည်းရွေးကောက်ပွဲကိုသိစေခြင်းနေတာပါ ခုလာမယ့်ဒီဇင်ဘာ28ရက်ကိုလည်းရွေးကောက်ပွဲနေ့ဖြစ်ကြီးညာပြီးပြီနောက်ပြီးတော့ရွေးကောက်ပွဲဟန်တာနှောက်ရက်တဲ့သူတွေကိုလည်းပဲအရေးယူမယ်ဥပဒေတွေပုံမှန်ပြီးထုတ်ပြန်ပြီးပြီတိတ်လည်းစိတ်ပူမလိုပါဘူးစိတ်မပူလို့တော့မရအောင်တော့ဘူးလေကျော်အောင်တို့ဗညာတို့လူမျိုးတွေထပ်ပေါ်လာမှလည်းစိုးရင်ရတယ်ဗျာဒီငကောင်လည်းဗျာဘလို့စိတ်ကူးနေမြတ်တော်တဲ့ဝင်သွားလည်းမသိပါဘူးဘလို့စိတ်ကူးတဲ့တော်တဲ့ဝင်ရမှာလေစစ်တပ်ကအာဏာထိန်းတဲ့အချိန်မှာ ဒီကောင်တကောင်ကစာနာပြပွဲတွေကိုလိုက်တယ်ပြီးတော့ရွာကိုလည်းပြန်မလာရဘူးအဲ့မှာဟိုတိုးမောင်ဆိုတဲ့ကောင်နဲ့တွေ့ပြီးတော်ရက်ပါသွားတာပဲအဲ့ဒါပဲ